အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ရွှေရုံဇရမြကြီးရဲ့တောင်ပတ်မုံအနီးမှာတည်ရှိတဲ့မဟာဝိဇယဇေရမြကြီးကိုတူတူဖူးကြမယ်နော်မဟာဝိဇယဇေရမြကြီးကိုမြန်မာနိုင်ငံရဲ့သာသနာ့သမိုင်းမှာမကြုံစဘူးအထူးဆုံးကြုံရတဲ့သာသနာ့ဂိုင်းပေါင်းစုံတန်ဃာတော်များညီညွတ်မှုဂိုင်းပေါင်းစုံတန်ကအစီဝေဒီထမြောက်မှုအထိမ်းအမှတ်ဖြင့်1980ခုနှစ်မှာတည်ထားကိုးကွယ်ခဲ့တာဖြစ်ပါတယ်။ မဟာဝိဇယဇေယျမြကြီးကိုတော့ရှင်ရုံဇေယျမြကြီးရဲ့တောင်သွေးစည်းကံကြီးအရှိဘက်ဓမ္မရခိတကုန်းမြေမှာတည်ထားကိုးကွယ်ထားတာဖြစ်ပါတယ်။ဓမ္မရခိတဟူသောအမည်ကတော့လူတို့သည်တရားကိုစောင့်ရဟူသောအတိတ်ပဲရပါတယ်ရှင်။မြန်မာတမန်ရာဇဝင်မှာတဦးတယောက်တပားတဲ့သာရှိခဲ့သောရာမညာတိုင်းအရှင်သခင်ဘုရင်မကြီးရှင်စောပူဟာရွှေရုံဇေရုံမြကြီးကို ူးမြော်ကြီးညိုရေးမဆုံးအဒိတ်ခြံဝင်တိလသတင်းစောက်တီမှုများကိုဤဓမ္မရခိတကုန်းမြေပေါ်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်ရှင်။ဘယင်မာကြီးရှင်စောဘူးကိုတိုင်သတင်းတိလစောက်တီရာဥပုပ်သတင်းစောက်300နေရာလေးဖြစ်တော့ကြောင်းဤကုန်းမြေသည်တရားရှာဖွေရာကုန်းမြေအဒိတ်ခြံဝင်သူတို့ဤကုန်းမြေအောင်မြေဟုလည်းထင်ရှားပါတယ်။ မဟာဝိဇ္ဇာစီရောမြတ်ကြီးမှာညံတော်အမြင့်ဟာ134ပင်မြင့်ပြီးတော့အောက်အချင်းမှာ165ပင်ရှစ်လက်မဖြစ်ပါတယ်။ထီးတော်အမြင့်22ပင်နဲ့စိန်ဘူးတော်အမြင့်73ပင်ညံတော်အမြင့်134ပင်ကိုပေါင်းတော့မဟာဝိဇ္ဇာစီရောမြတ်ကြီးစုစုစုပေါင်းညံတော်အမြင့်မှာ169ပင်ရှိပါတယ်ရှင်။မဟာဝိဇ္ဇာစီရောကြီးဟာဒုတယ်ဖြင့်တိဆောက်ထားတဲ့ဇေဒီမျိုးမဟုတ်ဘဲနဲ့အတွင်းမှာအာယုံကန်လှိုင်ကူထားပြီးတော့တိဆောက်ထားတဲ့ဂူဖျားအမျိုးအစားဖြစ်ပါတယ်။ ဝယ်သွင်းဖြင့်အတွင်းအာယုံကန်လှိုင်းကူလည်းရှိပါတယ်။အာယုံကန်လှိုင်းကူရဲ့အလဲဘဟုမှာတော့စကြင်ကြောက်တုံးယူတတုံးနဲ့0ပုံစံ twin ထုထားတဲ့စကြင်ကြောက်0တစုရှိပါတယ်။ စေရော်ရဲ့အလဲဘဟုမှာတော့နီပေါ်ဘရင်မြင့်မြတ်နဲ့မိဖုရားကြီးတို့ဟာမြန်မာနိုင်ငံကိုဓမ္မပနာဖြစ်ပေးအပ်လှူဒန်းခဲ့သောဗုဒ္ဓရုပ်ပွားဆင်းရုံတော်နဲ့ပြင်စဓာတုဝါဟနာတိဘက်စေရော်နဲ့တက်တော်ကျုပ်တို့ကိုစကြင်ကြောက်ပြူအပ္ပရာစီဒ8000ပလင်ပေါ်မှာဖန်ချောင်းအုပ်ရီပူဇော်ထားပါတယ်အပ္ပရာစီဒပလင်ရဲ့ဘေးပပတ်လေးမှာလည်းအရေးရှိမျက်နှာအလိုက်စကြင်ကြောက်ပြူတုံးနဲ့တွဲလျက်ထုလုပ်ထားတဲ့ပလင်ရှိခန်းကိုလည်းစီရင်ပူဇော်ထားပါတယ်ရှင် လုံမဏီအောင်မြေကိုအာယုံကန်လှိုင်းကူအလဲဘိုရှိ အပ္ပရာစိတပလင်အောင်၌ဌာပနာထားပြီးတော့အတွင်းလှိုင်းကူတော်ရဲ့နံရံပေါ်မှာလည်းကောင်းကင်၌ရာသီနှင့်နက်ခတ်တရားများနေရန်ကိုနံရံစည်းရေးပကြီးပြင်ပေါ်ပြထားပါတယ်။အပေါ်မှာရေးဆွဲထားတဲ့နက်ခတ်တရားရုပ်ပုံများကိုလည်းနက်ခတ်တရားအမည်များနဲ့ဒီမှာပြသပေးထားပါတယ်။စိတ်ဝင်စားတဲ့လူတွေဆိုလို့ရှိရင်တော့တေချာလေးကြည့်ရှုမှတ်သားလို့ရပါတယ်ရှင်။ ဒါကတော့ခုနကပြောခဲ့တဲ့နီပေါနိုင်ငံကနေလှူထမ်းထားတဲ့ဘုရားရဲ့ပွဲတော်နဲ့ဘုရားအကြောင်းလေးဖြစ်ပါတယ်။ခုနကဇေဂျင်ကျောက်စီရီရဲ့အပေါ်အကန့်လေးထဲမှာတည်ထားကိုးကွယ်ထားပါတယ်ရှင်။ ဇေကျင်ကျောင်းစီရဲ့အပေါ်မှာရုပ်ပွားတော်လေးဟာလေးစုဖြစ်နေရမလို့ဘယ်အစုကမူရင်းလဲဆိုတော့ဒီကလုံချုံရဲ့အပောက်ကိုမေးပြီးတော့အားလုံးဖူးရအောင်လို့အနီးကလေးရိုက်ပေးလိုက်ပါတယ်ဒီအစုကတော့နီဘောနိုင်ငံကလှူဒန်းတာတယ်။မူရင်းရုပ်ပွားတော်အစုဖြစ်ပြီးတော့ဂျန်တဲ့၃စုကတော့အဲပုံတူပွား၃စုဖြစ်ပါတယ်ရှင်။မဟာဝိဇ္ဇာဇီရိုမြကြီးမှာတော့ဂောဘကအဆက်ဆက်ကဗုဒ္ဓရာပူဇနီယပွဲတော်ကြီးဘာနုရာစာ နေမင်းပူဇော်ပွဲ ကစုံညာရင်တုံးပွဲဝါကျွတ်စွန်းတော်ကြီးနဲ့စီမီကက်လိုပွဲဝါရင်းကာလဝိရုပ်ပူဇော်ပွဲတွေကိုနှစ်စဉ်မပြတ်ကျင်းပပူဇော်နေရှိပါတယ်။အဲ့ဒီကမှထင်ရှားတဲ့ဘာနုရာစာနေမင်းပူဇော်ပွဲအကြောင်းလေးလည်းရှင်းပြပေးပါမယ်နော်။ပကံခိကစပြီးတော့လှိုင်းကူဖျားများရဲ့အတွင်ကိုနေရောင်ကြီးဝင်ရောက်ပူဇော်နိုင်တဲ့အတွက်ရှေးမြမများအစီအမံများဘီတုကာများနဲ့ပြုလို့ဆောင်ရွက်ခဲ့ကြပါဗျာ ထို့အတူမဟာဝိဇ္ဇဇေရုံမြကြီးကလည်းလှိုင်ဖျားဖြစ်တာကြောင့်မလို့နေမင်းရဲ့ရောင်ကြည်တော်များအတွင်းတို့ဥမျော်ခွင့်ရရှိစေရန်ဘိတုကာပညာရှင်တို့ဟာမဟာဝိဇ္ဇဇေရုံတည်ထားစဉ်ကပင်စီမံဆောင်ရွက်ခဲ့ကြပါတယ်။ထို့ကဲ့သို့စီမံဆောင်ရွက်ခဲ့မှုများကြောင့်မြန်မာနှစ်သစ်ဖြစ်တဲ့နှစ်ဆန်းတရက်နေ့နနက်8:35မိနစ်အချိန်မှာနေရောင်ကြည်များသည့်ပထမအချိန်အရှိတ်ဘက်မှဝင်ရောက်ပြီးတော့မဟာဝိဇ္ဇဇေရုံရဲ့ အပရာစီတာပလင်တော်ထိပ်ပိုင်အရှိဘမုတ်ပေါင်ငယ်မှာတရင်သုံးဆံပေတော်မူနေသောမိဘနိုင်ငံမှာဓမ္မပနာတော်ဖြစ်လှူဒန်းလာတဲ့ဗုဒ္ဓဆင်းရဲတော်မြတ်အားမိမိတွင်ရှိသမျှသောတထောင်သောနေအောင်ကြီးတို့ဖြင့်နေမင်းကြီးအားဥညို့ဝတ်တော်ပူဇော်ပါတယ်အလားတူပဲနှစ်ဆန်းတရက်နေ့မွန်းလွဲ3နာရီ25မိနစ်အချိန်မှာလည်းနေမင်းကြီးသည်ဒုတိယအကြိမ်မဟာဝိဇ္ဇရေရောမြတ်ကြီးလိုင်ကိုအတွင်းသို့ဝင်ရောက်ကအပရာစီတာပလင်တော်ထိပ်ပိုင်အနောက်ဖက် မုတ်ပေါက်ငယ်မှာတရင်သုံးဆံပြတော်မူနေတဲ့ဗုဒ္ဓမြတ်စွာဘုရားဥခိုက်ပူဇော်ပါတယ်။နေမင်းရာမဟာဝိဇ္ဇာစေတော်မြတ်ကြီးဓမ္မပနာဗုဒ္ဓဆင်းလူတော်နဲ့ဌာပနာတော်များဥခိုက်ပူဇော်ချိန်မှာစုယူစုတောင်းပြုလုပ်ပါကစုတောင်းပြည့်သဖြင့်အများပြည်သူတို့ဟာဘာနုရာစာနေမင်းဤမြတ်စွာဘုရားမိမိနေရောင်ခြည်ဖြင့်ပူဇော်ဥခိုက်သည်ကိုလာရောက်ကြည်ညိုကြသည်မှာရေမင်းတော်တစ်ခုလုံးကတနေကုန်ကြိတ်ကြိတ်တို့စီကားတဲ့နေပဲဖြစ်ပါတယ်။ ကဲ့သို့နေမင်းရမဟာဝိဇ္ဇစေရောနိုင်ငံအတွင်းထိဝင်ရောက်ပူဇော်သူကိုလာရောက်ကြည့်ရှုပူဇော်ရသူတွေကမဟာဝိဇ္ဇစေရောဤအာယုံကံတစောင်းများမှာရှုရုံဇေရောမြတ်ကြီးအားပူမြော်ပူဇော်ခြင်းမဟာဝိဇ္ဇစေရောကြီးအားဇေရောအနောက်ဘက်အာယုံကံတစောင်းရှိအာယုံကံတစောင်းများမှနေ၍ပူဇော်ခြင်းတို့ကိုလည်းပြုလုပ်ကြပါတယ်တို့ပြင်မဟာဝိဇ္ဇစေရောရဲ့လိင်ငါကံမှာလည်းငားများလိင်များအစာကျွေးခြင်းလိင်ငါစသည်တို့လွတ်ခြင်းတို့မြန်မာနှစ်ဆန်းတည့်ရက်နေ့မှာစိတ်ချမ်းမြေစွာ လာရောက်ပြုလုပ်ကြပါရရှင်။ ့ဒေါ်ဒေါ်လေးကစားလိုက်ဒေါ်လေးကစားမယ်တန်တန်တန်ကစားမယ်ခင်ဗျာတာတမီအားလုံးပဲယခုဗီဒီယိုလေးကိုကြည့်ရှုဖျားသမိုင်းကြောင်းလေးနားထောင်ပြီးတော့ ဘုရားရဲ့ကုံတော်တွေကိုယီမန်းကကုသိုလ်ပါဝနာတွေပွားများနိုင်ကြပါစေဘုရားဟောတရားတွေအတိုင်းပဲကြင့်ကြံပွားများအားထုတ်နေထိုင်နိုင်ကြပါစေအားလုံးပဲကိုယ်စိတ်နှပြဘေးရန်ကွာစမ်းမချမ်းသာရှိကြပါစေလို့ဆုတောင်းမေတ္တာများပို့သလိုက်ပါရရှင်နောက်ထပ်ဘုရားပူဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်